ခုတလောမှာတော့ character 1ရဲ့မင်းမီကျော်ဖွဖွေးပေါ်မှာကာမလင်လယ်မှုနဲ့ပတ်သက်ပြီးကိစ္စတွေကတော့ online ပေါ်မှာပြန်နှံလာတာပေါ့လေအနိုင်ကလုံးဝလေးတည်ပြီးသားဖြစ်မှာပါဖွဖွေးကအခုချိန်မှာဆွေးနွေးဖြစ်ရအောင်မြားအလုပ်တွေကိုဆက်လက်ပြီးတော့မလုပ်တော့ဘူးအရင်ကသူနောက်ဆုံးရိုက်ခဲ့တဲ့စကားတွေကိုပဲယုံတင်ခွင့်ရဖို့ကြိုးစားရင်းနဲ့အလုံးမြားလောကမှာဆက်လက်ရပ်တည်နေတဲ့သူလေးဖြစ်ပါတယ်ဖွဖွေးဟာအလုံးမြားလောကကနေအခုလိုမျိုး စကားတွေအစ်စ်တွေ မရရတော်တဲ့အကြောင်းရင်းကိုလည်းပြည်သူ့ရင်ဖွင့်ထားခဲ့ပြီလို့ဖြစ်ပါတယ်။အဲဒါကတော့ Traitor သူဥကသူကိုမီးစင်းနဲ့တော့တုံးပြီးတော့ဂါမလေးလေးမှုကျူးလူမှုကြံခဲ့ကြောင်းဒါကြောင့်မလို့အနုမြလောကကိုစိတ်နာခဲ့ပြီးတော့နော်ကိုကအကိုတို့မောင်နှမအရင်တို့ခင်တဲ့သူတွေကကိုလိုခုမျိုးလှုပ်ချန်သွားတာဖြစ်တဲ့အတွက်လုံးဝကိုစိတ်နာပြီးတော့အနုမြလုပ်တွေကိုဆက်လက်ပြီးတော့လုံးကင်ဖို့အတွက်အင်အားမရှိတော့ဘူးဆိုပြီးတော့ရင်ဖွင့်ခဲ့တာဖြစ်တယ်။အကိုလိုမျိုး ဘုဖေးပြောတဲ့ director ကလည်း director wine ဆိုပြီးတော့ပြည်သူတွေကကောက်ချက်ချနေကြလိမ့်ဖြစ်ပါရီ wine နဲ့ဘုဖေးတို့ကနာမည်လည်းထွက်ခဲ့ဘူးပါရီ wine ဟာ director wine ဟာအမျိုးသမီးဇာတ်ရုပ်တွေကိုအရင်ပိုင်ပါရီအမျိုးသမီးတွေကိုနော်အလူမညာရှိမျိုးသမီးတွေကို academy ရဖို့အတွက်လှုပ်ဆောင်တဲ့နေရာမှာဆိုရင်လည်းဆရာသူစုပါပဲအမျိုးသမီးဇာတ်တွေကိုပိုင်တဲ့နေရာမှာတော့ wine ပြင်းနှောင်မရှိပါဘူးဒါကြောင့်မလို့လေ director wine ဟာဖွဖွေကို academy ရဖို့အတွက်သူကိုယ်တိုင်ကပဲ ဇယုတ်တွေကိုပို့ပြီးတော့လုံဆောင်ပေးခဲ့တာတွေဖြစ်ပါတယ်။အခုဖူဖွေရေပြောကြားချက်ရဆိုရင်အခုလိုမျိုးလုပ်တဲ့သူက Driver 1ဖြစ်ကြောင်းအနိုင်ကလုံအောင်ကြောက်ချက်ချနေရဖြစ်တဲ့အတွက် online ပေါ်မှာတော့ Driver 1ကဆဲဆိုဂျိမ်းမောင်းဂျင်းခံနေရပြီတွေဖြစ်ပါတယ်ဗျာ။